အလုပ်တစ်ခုမှာ salary ကအရန်နေပြီးတော့အလုပ်ကအရန်များတယ်ဆိုရင် corporate တို့အရန်ကန်ကောင်းတယ်လို့ပြောလို့ရတယ်ဒီနေ့ခေတ်မှာအလုပ်နဲ့ပတ်သက်လာလို့ရှင် type မျိုးသောလူတွေပဲရှိတယ်ပထမတစ်မျိုးကကြတော့လစာအရန်ကောင်းတယ်ဒါပေမဲ့အဲ့အလုပ်ကိုသူတို့မကြိုက်ကြဘူးဒီလိုလူမျိုးတွေကကြတော့လစာကောင်းကောင်းယူမယ်ပျော့ပျော့ရှင်ရှင်နေထိုင်ကြဒါပေမဲ့ future မှာအရန် regret ဖြစ်ကြမယ်နောက်တစ်မျိုး type ကကြတော့ salary နည်းနည်းပဲရမယ်ဒါပေမဲ့သူတို့ကြိုက်တဲ့အလုပ်ကိုလုပ်နေရမယ်ဒါပေမဲ့ salary လားကြိုက်တဲ့အလုပ်လားလို့မေးလို့ရှိရင်ကျင်းနေပေါ့ကြိုက်တဲ့အလုပ်လို့ပဲပြောမှာကျွန်တော်လဲဘာဖြစ်လဲဆိုလို့ရှိရင်လူတိုင်းဟာကိုကြိုက်တဲ့အလုပ်ကိုပဲတည်တည်ချာချာနဲ့အကောင်းဆုံးလုပ်နိုင်မှာဒါဘာလို့မဆိုပဲဒီလိုအလုပ်တစ်ခုကိုကောင်းကောင်းလုပ်လို့ရှိရင်ဘာဖြစ်မလဲ you began irreplaceable in the role ဒီလိုအလုပ်ကိုအကောင်းဆုံးလုပ်လို့ရှိရင် community နေရာကိုဘယ်သူမှ replace လုပ်လို့မရဘူး replace မလုပ်နိုင်ဘာဖြစ်မလဲ corporate တို့ scale အတွက်ဘလို့မဆိုအကောင်းဆုံး salary တစ်ခုကလာကိုလာရမှာပဲ so take your responsibility ဒီနေ့ပတ်စံနေရင်နည်းနေလိုက်ဒါပေမဲ့တရကြလို့ရှိလို့ရှိရင်မျောလင့်ထားတဲ့ပတ်စံထက် OB ရောက်နေမှာ100%လုံးဝရှူရပဲဒီလိုအချိန်ပျော်ရွှင်မှုကလည်းလုံးဝအပြည့်ရှိနေမယ်ပတ်စံအနောက်ကြီးပဲလိုက်နေတဲ့သူတွေရဲ့ life မှာနောက်ဆုံးအချိန်ထိပျော်ရွှင်မှုလည်းရှိနေမှာမဟုတ်ဘူး peace လည်းလုံးဝရှိနေမှာမဟုတ်ဘူး so yuwe tinh tu chu swa